မင်္ဂလာပါခင်ဗျာ ARI Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမဟီသိပညာပေးဆောင်မကဏ္ဍကနေကြိုဆိုပါရစေဒေါက်တာမိုးသိန်းနေရေးသားခဲ့တဲ့စေဝါနဲ့ကိုဝင်ဆိုတဲ့ဆောင်းပါးကိုအတန်လွင့်တင်ဆက်ပေးပါတော့မယ်ခင်ဗျာစေဝါနဲ့ကိုဝင်အမေတယောက်ဝမ်းနဲ့လွယ်ပေးထားတဲ့ရှင်သွေးပေါ်မှာထားရှိတဲ့မြစ်တာတရားကို အနိုင်မဲ့မြစ်တာတော်ရဲ့လို့ဖော်ပြကြပါဗါးမိခင်ဘဝမရောက်ခင်ကိုဝင်ဆောင်ချိန်မှာကလေးကကို့တရေသား သွေသားဘေးဥပတ်အနေရမကြောက်စေဖို့အတွက် အနေထိုင်အစားအသောက်အသွားအလာတို့ကိုစင်ကျင်ကြရပါတယ်။ကျန်းမာရေးအတွက်ကိုဝန်ဆောင်မိခင်တွေမှာစေဝါအနေရမဖြစ်စေဖို့အထူးဂရုစိုက်ပြီးရှောင်ရှားရပါတယ်။ကိုဝန်ဆောင်ကာလမှာတောက်လိုက်တဲ့စေဝါအချို့ကအချင်းပလဇနာမှတဆင့်ဒရေသားစီကိုရောက်ရှိသွားကကြီးထွားမှုနှိမ့်တွေ့ခြင်းကိုအင်္ဂါများဖွံ့ဖြိုးမှုကိုအနှောက်အယှက်ပေးခြင်းစတဲ့ တရေသားကိုစိုးချိုးတက်ရောက်စေတဲ့ထိခိုက်စေနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။တရေသားရဲ့အင်္ဂါအစိပ်ပိုင်းများဖွဲ့စည်းတဲ့ပထမ၃လပတ် first trimester ကာလတွင်စေဝါများရဲ့ဘေးအတွက်စိုးချိုးအန္တရာယ်များကြောင့်ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ရပါတယ်။ကိုဝင်ဆောင်စဉ်စေဝါတောက်တုံးမှုသတိပြုရန်ကိုဝင်ဆောင်နေနေနဲ့ရင်သွေးလွှဲထားရတဲ့အချိန်မှာမိမိသဘောအတိုင်းစေးတောက်ခြင်းကိုလုံးဝရှောင်ရှားရပါမယ်။အကန့်ခဲပြောက်စေးအားစေး ဗီတာမင်စတဲ့မြည်သည့်ဆေးဝါးကိုမဆိုတောက်သုံးတော့မယ်ဆိုရင်ဆရာဝန်ဒါမှမဟုတ်တာဖာမီရဲ့ဆရာဝန် OG ဖြင့်မေးမြန်းတိုင်ပင်ရပါမယ်ကိုဝင်ဆောင်ကာလမှာမိခင်ရောခလေးပါကျမ်းမာရေးမထိခိုက်စေဖို့ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုညွှန်ကြားထားတဲ့အချိန်ပမာဏအတိုင်းအတိအကျတောက်သုံးနေပါတယ်ဆေးညှို့စာမလို့ပဲဆေးဆိုင်မှာအလွယ်တကူဝယ်တောက်နိုင်တဲ့ over the counter OTC ဆေးများတဘာဝဟဖြည့်စွက်စာဆေး အာစီဖိုက်တာမင်တစ်ဥတစ်ဖူစေဝါတိုင်းရင်စေဝါများတာမကပဲကိုမဆောင်မီကလေးကတောက်တုံးနေတဲ့ငကိုရှိရင်ဆွဲစေဝါများကိုပါဘလို့စေဝါကိုမဆိုအလွယ်တကူမတောက်ရပါဘူးကိုဝန်ဆောင်ကျမရေးစောက်ရှောက်ပြီးတဲ့ဆရာဝန်ကိုအတိပေးရန်လိုအပ်ပါတယ်စေဝါကိုပမာဏနင်းနိုင်သမျှအနည်းဆုံးဖြင့်သာတတ်တာစီသောပမာဏ lowest effective dose ကိုတွက်ချက်ပြီးတောက်တုံးကုသဖို့ဆရာဝန်ကညွှန်ကြားပေးမှာဖြစ်ပါတယ်ဖြစ်နိုင်မဲဆိုရင် ကိုဝင်ရဲ့ပထမ3လပတ်တွင်စီးတောက်စရာမလိုပဲကျမ်းမာနေအောင်ဂရုစိုက်နေထိုင်သင့်ပါတယ်။အေးဝါဝါအိတ်ချင်းအစာအာဟာရမျှတအောင်စားသုံးခြင်းနာနာနေနေနေထိုင်ခြင်းစတဲ့သဘာဝနည်းလမ်းများဖြင့်တတ်တာအောင်ကြိုးစားရပါမယ်။တရီသားကိုထိခိုက်စေနိုင်သောဆေးဝါးများတရတိုဂျင်းနဲ့ drugs နမဲဆိုးနဲ့ကြော်ကြားတဲ့ဆိုးကျိုးများကြောင့်ကိုယ်ဝန်ဆောင်စဉ်အတွင်းမဖြစ်မနေရှောင်ရှားတဲ့ဆေးဝါးများရှိပါတယ်။ဝက်ချံပြောက်စီ ISO 3 to 9 ကိုဝန်ဆောင်ချိန်မှာစိတ်ဖိစီးမှုတွေဟော်မုန်းအပြောင်းလဲတွေကြောင့်ဝက်ချံပြဿနာကိုကြုံတွေ့ရတတ်ပါတယ် isotretinoin ဆေးဖြင့်ဝက်ချံကုသမှုအပြီးမွေးဖွားလာတဲ့ကလေးတွေမှာပြင်းထန်တဲ့အုံနောက်ဥကောင်းခွန်မျက်နှာပုံစံနှလုံးတွေးကြောဟော်မုန်းထုတ်အင်္ဂါတွေမှာမွေးရပါချုံရင်းချက်တွေပါလာတတ်ပါတယ်ဒါကြောင့်ကိုဝန်ဆောင်ချိန်မှာဝက်ချံပေါက်ရင်မိမိသဘောနဲ့မိမိမကုသာပဲတကြွနှားလေတဲ့ ဆရာဝန်များဖြင့်ပြသတိုင်ပင်မှုလိုအပ်ပါတယ်။ isotretinoin ကိုဝန်ဆောင်ကာလတစ်လျှောက်လုံးရှောင်ရန်လိုအပ်ပါတယ်။အံ့အံ့ပျောက်စေးကင်ဆာစေးတာလီဒိုမိုက်တာလီဒိုမိုက်ဆိုတဲ့ဆေးဝါးကို1950ကနေ1980ပြည့်နှစ်များအတွင်းအိတ်ဆေးနဲ့ကိုဝန်ဆောင်ပြုတ်အံ့ခြင်းများအတွက်အသုံးပြုမှုအလွန်များပြားခဲ့ပါတယ်။ပထမ3လပတ်ကိုဝန်ချောင်းပြုတ်အံ့ခြင်းအတွက်ကုသမှုခံယူခဲ့သူတွေမှာနောက်ဆက်တွဲဆိုးကျိုးများကြုံတွေ့ခဲ့ရပါတယ်။ စေဝါတုံးခဲ့တဲ့မိခင်နေရွယ်ကလေးတွေမှာခြေလက်အင်္ဂါမဖွေမျိုးပဲဖြစ်စေခြေလက်တူပြီးဖြစ်စေမွေဖွားလာတတ်ကြပါတယ်အယိုးပွင့်မျိုးမှုကိုနှောင့်နှေးတားဆီးတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လို့တာလီဒိုမိုက်စေဝါတုံးဆွဲမှုကိုတားမြစ်ခဲ့ရပါတယ်ယနေ့ခေတ်မှာတော့ကင်ဆာစေဝါအဖြစ်တကြောပြန်ပြီးတော့ပြန်လည်အသုံးဝင်လာခဲ့ပြီဖြစ်ပါတယ်သွေးကျဲဆေး warfarin သွေးကျဲဆေး warfarin ကကိုဝန်ဆောင်အမျိုးသမီးတွေမှာ ထိခိုက်နစ်နာမှုတွေအများကြီးကိုဖြစ်စေနိုင်ပါတယ်။ကိုဝင်နှုစဉ်ရှင်သွေးငယ်အဖက်မတင်မဲတားပြတ်သားလျှောကြုံရတတ်ပါတယ်။ခလေးအသေးမွေးတာလည်းဖြစ်တတ်ပါတယ်။ဒရီသားရဲ့အယိုးဖွမျိုးမှုချွေရင်းခြင်းကြောင့်ဂုတ်တူခြင်းအရက်ပူခြင်းခါယိုးဆောင်ခြင်းတွေကိုမွေးရပါပါလာတတ်ပါတယ်။ဥကောင်းကွန်မျက်နာရှိအယိုးအယိုးနှုများဖွံ့ဖြိုးမှုနှေးပါခြင်းကြောင့်နှာခေါင်းရိုးပြပြီးမွေကစားအရွယ်မှာအသက်ရှူရာခက်တဲ့ပြဿနာကိုကြုံလာရတတ်ပါတယ်။ ကလေးငယ်မှာအုံနောက်နဲ့အာယုံကျော်ခြွေဝင်းချက်တွေနဲ့မွေးဖွားလာရတတ်ပါတယ်။စိတ်ယောဂါကုသအစေးလီတီယန်စိတ်အတက်အကျဖြစ်ခြင်းစိတ်ထကြခြင်းတို့အတွက်လီတီယန်လို့ခေါ်တဲ့ဆေးဝါးကိုအသုံးပြုကုသရပါတယ်။ကုသမှုခံယူနေသူကိုဝန်ဆောင်ချင်းစိတ်ဆက်တုံဆွဲခဲ့လျင်ကလေးငယ်မှာမွေးရပါနှလုံးယောဂါပါလာတတ်ပါတယ်။အတွေ့အရအများဆုံးကတော့မွေးရပါနှလုံးခြွေဝင်းခြင်း astem abnormally ဖြစ်ပြီးပထမ3လပတ်တွင် မိခင်တောက်ခဲ့တဲ့စေဝါများကြောင့်ဖြစ်ရတယ်လို့လိလာချမ်းများအယသိရပါဗါတယ်။တခါတလေမှာလဲတရီသားအဖက်မတင်မဲတားပြတ်တာရှော်ဖြစ်တတ်ပါဗါတယ်။တရီရင့်မာလာပြီးမွေးဖွားရကနီးမှာ လီတီယန်စေဝါထိတွေ့ခဲ့ပါကခလေးမှာပျော့ဖက်ခွေခောက်အကြောပြော့ခြင်းနှုတ်မဆို့နိုင်ခြင်းအသက်ရှူရခက်ခြင်းလယ်ဘင်းတိုက်ရိုက်နဲ့ကြောက်ကက်ပြဿနာတွေကို မွေးပြီးခြင်းမှာပဲခံစားရတတ်ပါဗါတယ်။အတက်ဝေဒနာကုသစေဖနတ်ဝိုင်းဖော်ဘရိတ် အတက်ယောဂါအတွက်ကုသစေဝါတွေကလည်းတတိထားကိုစိုးချိုးတွေတက်ရောက်စေနိုင်တာကြောင့်ကိုယ်ဝန်ဆောင်စဉ်ကာလမှာအထူးဂရုပြုရပါမယ်။နှလုံးအုံနောက်ခြေလက်စတဲ့မွေးရပါကိုအင်္ဂါဖွံ့ဖြိုးမှုချို့တက်ခြင်းအပြင်အုံနောက်နဲ့အာယုံကြောဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေဖြစ်တဲ့ Autism Spectrum Disorder ASD Autism Attention Deficit Hyperactivity Disorder ADHD တက်ကြွလုံးနဲ့စိတ်ကနာမငြိမ်ဖြစ်ခြင်းကလင်းငယ်တွေမှာ IQ ညာရည်နိုင်ခြင်းတို့လိုအခြေအနေတွေကိုတွေ့ရတတ်ပါတယ်။ကိုဝင်ဆောင်ကာလာတလျှောက်လုံးအတက်ယောဂါကုသစေဝါကိုအထီရောက်ဆုံးနဲ့အနည်းဆုံးပမာဏဖြင့်သာတွက်ချက်ကုသရမှာဖြစ်ပါတယ်။သွေးတိုးကုသစေဝါများ ACEI ARB Losartan Telmisartan နဲ့ Enalapril Lisinopril စတဲ့အသုံးများတဲ့သွေးတိုးယောဂါကုစေဝါတွေကကိုဝင်ဆောင်ချိန်မှာတောက်တုံးလို့မရပါဘူး။တရီသားကိုဆိုးရွားပြင်းထန်တဲ့ဆိုးကျိုးတွေ ဖြစ်စေနိုင်တာကြောင့်ပါကြောက်ကပ်ပြစီခြင်းရေးမွှားရေးခန်းချောက်ခြင်းအယိုးပွင့်မြို့မှုထိခိုက်ခြင်းအဆောက်ပွင့်မြို့မှုနှိပ်ကွေးခြင်းမိခင်တအိမ်တွင်ခလိသိဆုံးခြင်းဆိုတဲ့ဆိုးကျိုးတွေအထိဖြစ်နိုင်ပါတယ်တွေးတူယောဂါရှိနေသူကိုဝွန်ရှိစဉ်ကပင်ဆရာဝန်နဲ့စနစ်တကျပြတာပါကိုဝွန်ဆောင်ချိန်တွင်တောက်သုံးနိုင်တဲ့တွေးတူထိန်းစေသူပြောင်းလဲတုံ့ဆွဲရမှာဖြစ်ပါတယ်အကြိုက်ခဲပြောက်စေးများ NSCID ကိုဝန်ဆောင်ကာလမှာ င်ဒိုမက်သင်း ibuprofen naproxen စတဲ့ကန်ခဲကြောက်ဆေးတွေမျိုးကိုလုံးဝရှောင်ရပါမယ်။ကိုယ်ဝန်အရင်မှအချိန်မှလုံးဝလုံးဝရှောင်ရပါမယ်။ကလေးရဲ့နှလုံးသားမှာရှိတဲ့ဆက်သွယ်သွေးကြောတက်တက် arteriosus ကိုပိတ်ဆေ့ခြင်းကကလေးငယ်ကိုအသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။အကန်ခဲကြောက်ဆေးတွေကသတိသားရဲ့နုနယ်တဲ့ကြောက်ကွက်ကိုလည်းထိခိုက်ပျက်စီးစေပါတယ်။ပရိစေဝပိုးသက်ဆေးများတက်ထရာဆိုက်ကလင်းနဲ့ဒေါက်ဆီဆိုက်ကလင်းကိုယ်ဝန်ဆောင်ချိန်မှာ ပိုးသက်ဆေးတွေကိုလည်းရှောင်ရှားရပါတယ်ပိုးသက်ဆေးအများစုက အချင်းကိုဖြတ်တမ်းပြီးတရေသားအထိပြန့်နှံ့ရောက်ရှိပါတယ်တရေသားလေးရဲ့သွားတွေအရိုးတွေဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်မြင်သာတာကတော့ကလေးငယ်တွေမှာသွားရောင်ပြောင်းလဲတာအဝါရောင်ခဲရောင်အညိုရောင်သွားတွေဖြစ်သွားတာပဲဖြစ်တတ်ပါတယ်ဒါကတော့တရေသားကိုအနည်းဖြစ်စေနိုင်တဲ့ဆေးဝါးအချို့ကိုရှင်းပြထားတာပဲဖြစ်ပါတယ်ကိုဝန်ဆောင်စဉ်ဆေးဝါးတွေကိုရန်တမ်းပြီးမတောက်တဲ့မှာဘူးတကြွမ်းသားလေသူစေဝါကူတာပေးတဲ့ဆရာအောင်များဖြင့် အသေးချာတိုင်ပင်နေပါတယ်။တရေသာကျမ်းမာရေးအတွက်မရှိမဖြစ်တပ်တော်တွေနဲ့စီဝါများကိုဝန်ဆောင်စင်အတွင်းမိခင်တဲ့တရေသာကျမ်းမာဖွံ့ဖြိုးရေးအတွက်မဖြစ်မနေဖြစ်ဆော့တပ်တော်တွေနဲ့အာဟာရဓာတ်နဲ့စီဝါများရှိပါတယ်။သတ်မှတ်ပမာဏအတိုင်းတပ်တော်မှာကအနည်းငယ်ကင်းပါတယ်။ Folic acid ကလေးယူမယ်လို့စဉ်းစားထားတဲ့အချိန်ကစတင်ပြီး Folic acid 400နေ800မိုက်ခရိုဂရမ်ကိုတောက်သုံးနေပါတယ်။ကလေးငယ်ရဲ့ အုံနောက်အာယုံကျော်စနစ်ဖွံ့ဖြိုးဖို့အတွက် folic acid အများပြားလိုအပ်ပါတယ်။ neurogen defect အာယုံကျော်ပြွန်ခြုံရင်းခြင်း spinal bifida ကြိုးရိုးမှအာယုံကျော်ခါမထွက်လာခြင်းခြုံရင်းခြင်းနဲ့ anaphylaxy အုံနောက်မဖွံ့ဖြိုးလာခြင်းတို့ဖြစ်ပွားနိုင်ခြေကို folic acid တောက်တုံးကကြိုတင်ကာကွယ်နိုင်ပါတယ်။တန်တက် iron supplement တန်တက်အားစေးကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်တုံးရပါမယ်။ကိုဝင်ဆောင်စဉ်သွေးပမာဏတိတိတသာ တိုးလာတာကြောင့် တန်တက်လိုအပ်မှုလည်းများပြားလာပါတယ်။အောက်ဆီဂျင်ကိုသရီသားဆီသို့တဲပို့ရန်တန်တက်ကိုလည်းမရှိမဖြစ်လိုအပ်ပါတယ်။မိခင်တွင်တွေးအားနဲ့ရောဂါအနီးမရရှိနေပါက မောပန်းနှံ့ွယ်ခြင်းပုံမှန်မဟုတ်ပဲဆော့ပြီးမိဖွားခြင်းခလေးကိုလေးချိန်နေပါခြင်းတို့ဖြစ်စေနိုင်ပါတယ်။ iodine ကိုဝန်ဆောင်ဗီတာမင်အားစေးများတွင် iodine ပါဝင်ပါတယ်။သရီသားအုံနောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုပြဿနာများညံရီနှိမ့်ခြင်း mental retardation လေပင်ကြီးယောဂါစတာတွေကအိုင်အိုဒင်းထက်ချို့တဲ့လို့ဖြစ်နိုင်ပါတယ်။ကိုဝင်ဆောင်အားစေး multivitamin for pregnant woman ကိုဝင်ဆောင်အားစေးများတွင်မိခင်ရောကလေးတွက်ပါလိုအပ်တဲ့ဗီတာမင်တွေနေ့စဉ်လိုအပ်ချက်အတိုင်းတွက်ချက်ပြီးပြင်ဆင်ထားကြပါတယ်။အစာအာဟာရမျက်မျက်တတအစားသုံးမယ်ဆိုရင်ကိုဝင်ဆောင်အားစေးမလိုအပ်ပေမဲ့လက်တွေ့ဘဝမှာတော့ကိုဝင်ဆောင်မိခင်တိုင်းအားစေးတောက်ကြပါတယ်။ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးကိုနဲ့တင့်တော်မယ်ဆေးကိုရွေးချယ်တောက်သုံးနိုင်ပါတယ်။ ERI Times ပြည်သက်များလဲစေဝါနဲ့ကိုဝန်ဆောင်မကိုဖတ်ရှုပြီးကျမ်းမာရေးဘ ഹു ဒုတနဲ့အမြင်သက်တွေကိုရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။ကိုဝန်ဆောင်များအားလုံးဘေကင်းကွာပြီးကျမ်းမာတန်ဆွမ်းတဲ့ရင်သွေးများကိုမွေးဖွားနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်။နောက်တစ်ပတ်မှာတော့ခန္ဓာကိုယ်မှာတူလောင်ထားတဲ့အစီများအကြောင်းကိုဖော်ပြပေးပါမယ်။ကျမ်းမာရေးတမညာဘေကနကျမ်းမာရေးဆောင်မစေဝါနဲ့ကိုဝန်ပြိပခကာလအတွင်းရှင်တန်နေထိုင်ခြင်း ERI Times စေအာနာသိမှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပြိခတ်ကာလများအတွင်း ပြည်သူများကျမ်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ဗရိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းကျမ်းမာရေးသိပညာပေးအစီအစဉ်ကို ARD တိုင်းသတင်းဌာနအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကကျမ်းမာရေးသိပညာများရောက်နိုင်ကြောင်းသတင်းကောင်းပါအပ်ပါရခင်ဗျာကျေးဇူးတင်ပါတယ်